ျွန်တော်တို့အားလုံးပဲမြေစင်းကလေးဘွားတော်ကသူတို့ပုံနှံဆိုတဲ့ကစားနည်းလေးကိုတော်တော်များများကစားဖူးကြလိမ့်မယ်လို့ချန်ပီယံယုံကြည်ပါတယ်မျှော်လင့်ပါတယ် English လို့ဆိုရင် high and six ဆိုတဲ့ game လေးပေါ့နော်အဒီကစားနည်းရဲ့စီကံချက်အရကျွန်တော်တစ်ဖက်သားတစ်ဖက်လူကိုမတွေ့တွေ့အောင်ရှာရတယ်ပေါ့နော်အတွေ့မှာ game ကအဆင်ပြေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီထက်မှလေ့လာစရာလေးတစ်ချက်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ တကယ်လက်တွေ့ဘဝမှာတကယ် real world တကယ် real life မှာပေါ့ကျွန်တော်တို့ကိုကိုကိုရှာတွေ့နေပြီလားဘဝရဲ့တူတူပုံတန်းကစားနေတဲ့မှာရောကိုကိုကိုရောပြန်ရှာတွေ့ကြပြီလားဆိုတော့မိခွန်းလေးနဲ့အစာပြုလိုက်ချင်ပါတယ် Hi everyone ညတို့အားလုံးမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်လို့ပါတယ်ခင်ဗျကျွန်တော်နာမည်ကိုစိုင်းပါ Enjoy your life ဆိုတဲ့ channel လေးတွေကနေပြန်လဲကြိုးဆိုလိုက်ပါစီကျွန်တော် channel လေးရွေးချယ်ကယူရှင်းပါတယ် ျွန်တော်မအစအပြန်လန်းကျွန်တော်ချဲရတဲ့မျိုးနေနဲ့လေးလာသင်ယူဖို့အတွက်တည်ဆောက်ထားတဲ့ channel လေးတစ်ခုပါဒီ channel လေးတွေကနေကျွန်တော်သင်ယူစရာတစုံတရာရမယ်ဆိုရင်ကျွန်တော်အချိန်ပေးပြီးတည်ဆောက်ရတဲ့ဒီ channel လေးအတွက်အမြဲတမ်းဂုဏ်ယူမိနေပါပါအဲ့တော့ဒီနေ့ကျွန်တော်လေးလာခြင်းနဲ့ခေါင်းစဉ်လေးတစ်ခုကျွန်တော်ပါပေးထားလဲဆိုတော့တကယ်နေသူဘဝကျွန်တော်တွေ့ကြုံရတဲ့ကျွန်တော်တို့ရဲ့အစ်မန်သောဘဝမှာကျွန်တော်တို့ခုခုရှာတွေ့ပြီလား ကိုကိုကိုဘယ်တူလဲဆိုတော့ကိုမြင်ရပြီလားတွေ့ရပြီလားသူ့ဖို့တွေ့ရှိသွားပြီလားဆိုတဲ့မေးခွန်းလေးပါအာ English လို့ဆိုရင် try to know who you are ဆိုတဲ့အဓိပ္ပာယ်ပါကိုကိုရှာတွေ့ပြီလားဆိုတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ခေတ်ကြီးတဲမှာအသက်ရှင်ရုန်းကန်နေရတဲ့ညီကောင်မောင်မတွေအမျိုးတွေအားလုံးပဲကိုကိုကိုစစ်မှန်သောရှာဖွေသိရှိခြင်းဆိုတာအင်မတန်အရေးကြီးတဲ့ဆိုတဲ့အချက်လေးကိုလည်းကျွန်တော်ထောက်ပြခြင်းလို့ကျွန်တော်တို့အပြန်အလှန်လေ့လာသိမြင်ခြင်းတဲ့အချက်လေးတစ်ချက်လည်းဖြစ်ပါတယ် အကျွန်တော်ဒဇုံတရာနဲ့ကျွန်တော်ပုံဥမာလေးပေးခြင်းနဲ့ဥပမာရေထဲမှာနေတဲ့ငါးကလေးဆိုပါစို့ငါးလေးတကောင်ပေါ့လေနော်အဲ့တော့ငါးကလေးဒီရေထဲမှာနေနေသည်၍သူအဆင်ပြေတယ်ရေထဲမှာနေနေသည်၍သူ့ရဲ့အမြင့်ဆုံးသော ရှိပြီးသားပင်ကိုအစွမ်းအစာကိုတရားမှာတရားအပြည့်ဝအသုံးချနိုင်တယ်လို့သူ့ရဲ့ယဉ်မှန်းချက်ကိုလည်းရေထဲမှာအပြည့်ဝအကောင့်တွေဖော်နိုင်တဲ့သတ္တဝါလေးတကောင်ဖြစ်တယ်အဲ့တော့ချိန်ထဲမှာဒီငါးကလေးကိုပဲကျွန်တော်တို့ကတစ်ပင်ပေါ်ကျွန်တော်တို့တက်ခိုင်းကြည့်အောင် တော့ငါကလေးကတော့ assignment ပေးလိုက်တယ်အပေါ်ကလုတ်ဖို့အတွက်ညွှန်ကြားချက်တစုံတရာရလိုက်ငါကလေးတော့တက်ကြည့်မှာပဲတက်ပင်ပေါ့ထိဆုံးလေးရောက်ချင်ရောက်မယ်လမ်းတော့မှလည်းသူတောင်းတင်နေလဲတောင်းတင်နေမယ်အဲ့တော့သွားနေရင်နဲ့လဲငါကလေးကစိတ်တက်ကြစရာတွေအရင်အများကြီးရှိကောင်းရှိလာလိမ့်မယ်ဘာဖြစ်လို့ဆိုတော့သူကတက်ပင်ပေါ်တက်နေရတာပေါ့သူရဲ့တကယ်သူရဲ့ nature သူရဲ့သဘာဝသူရဲ့ဖြစ်တည်မှုပုံစံစစ်မှန်တဲ့သူရဲ့ပုံစံအစစ်အမှန်ဒီရေထဲမှာနေတဲ့သရဝဖြစ်နေတယ်။သို့ပေမဲ့လည်းသူဒီ စ်ပင်ပေါ်တက်နေရတဲ့အတွက်ကြောင့်မလို့ပြဿနာဘာလဲဆိုတော့လူမနေရမှာမဟုတ်တဲ့အရာက ပြဿနာဖြစ်စီတယ်လို့ကျွန်တော်ရှုမြင်ပါတယ်အဲ့တော့ငါးကလေးဒီတစ်ပင်ပေါ်တက်ဖို့ကိစ္စကိုအရေးတကြီးခေါင်းထဲထည့်ပြီးစဉ်းစားတာထက်ဆိုင်ရေထဲကိုပြန်ဆင်းလာပြီးတော့မှရေထဲမှာလဲသူကျင်လည်လို့ရတဲ့နေပဲကအကြီးကြီးမှအကြီးကြီးပါသူ့ရဲ့ dream တွေသူ့ရဲ့ vision တွေအဲ့သူ့ရဲ့မျှော်မှန်းချက်တွေရည်ရွယ်ချက်တွေဘဝရဲ့အတိတ်တွေကို သူရဲ့ဖြစ်တည်မှုအတိုင်းလူမှန်နေရာမှာရှိနေတော့သူအကောင်းဆုံးနဲ့အမြင့်ဆုံးသောဆွမ်းဆောင်ရည်တွေအမြင့်ဆုံးသောရလဒ်တွေနဲ့အမြင့်ဆုံးသောစုလက်တွေသူ့အတွက်အစဉ်သင့်ရှိနေမယ်လို့ကျွန်တော်ယုံကြည်တယ်မျှော်လင့်ပါတယ်အဲ့တော့ငါးကလေးရဲ့ဥပမာအတိုင်းပဲကျွန်တော်တို့လည်းကိုယ့်ကိုယ်ကိုပြန်ပြီးစဉ်းချင်ရမယ့်အချက်လေးတစ်ချက်ကပါလေဆိုတော့ကျွန်တော်တို့ကလူမှန်နေရာမှာအခုရှိနေကြပြီလားကိုဖြစ်ချင်တဲ့အရာတွေနဲ့ကိုဖြစ်နေတဲ့အရာတွေတစ်ထက်တည်းချနေပြီလားဆိုတဲ့မိခွန်းလေးနဲ့အပြန်လန်းမိခွန်းလေးမေးချင်ပါတယ် ကျွန်တော်တို့ကိုကိုကိုတကယ်ရှာဖွေသိရှိလာတဲ့အခါကျမှနမတိချက်ကိုဟာဘာကြူလဲနမနှစ်ချက်ကိုကဘာလုပ်ချင်တာလဲနမသုံးချက်ကိုကဘယ်ဟူသွားတင်တာလဲဆိုတဲ့အမြင်တွေနဲ့ကျွန်တော်တို့ရှင်းလင်းပြတ်သားဆိုကျွန်တော်တို့ရဲ့သွားမဲ့လူဘဝလမ်းခီးကိုနည်းနည်းလေးပို့ပြီးရေးရေးလေးမြင်တဲ့အထက်နေပို့ပြီးရှင်းရှင်းလင်းလင်းလေးမြင်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်လူပြည်မှာကျွန်တော်တို့အကန့်အသတ်နဲ့ရနေတဲ့အခြေအနေက ရမ်းနှမြို့ဖို့ကောင်းတယ်အချိန်ကုန်လာတဲ့အရမ်းမြတ်တယ်အဲ့ကျွန်တော်တို့ဒီတန်မိုးရှိလာတဲ့အချိန်နှစ်ခါပြန်မရနိုင်တဲ့ဒီအချိန်လေးကိုကျွန်တော်ပြန်မသုံးတင်လဲဆိုတော့ကျွန်တော်ဖြည်းဖြည်းချင်းမြင်လာတဲ့အခါမှာအဲ့ဒီမှာကျွန်တော်စပြီးသုံးလာလိမ့်မယ်သုံးလာတဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝလေးကအဲ့ဒီအချိန်မှာစပြီးတော့မှပြည်ပြည်ဝဝအသက်ရှင်ရတဲ့အရာသာအသက်ရှင်ရတဲ့ရည်ရွယ်ချက်ကိုစပြီးတွေ့မယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်သလိုကျွန်တော်ချစ်ရတဲ့အမျိုးတွေကိုလည်းအပြန်အလှန်ဒီချက်လေးကိုမျှဝေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ ကိုကိုတကယ်ရှာဖွေသူရှိလာတဲ့အခါမှာပြောင်းလဲမှုတချို့စဖြစ်တယ်။ဘလို့ဖြစ်လဲဆိုတော့ကိုတကယ်ချစ်တဲ့အလုပ်ကိုပဲကိုယ့်ရဲ့အချိန်အများစုကိုစတင်ပြီးသုံးဆွဲလာပါတော့တယ်။အကိုတကယ်ချစ်တဲ့အလုပ်ကိုလုပ်ရင်လုပ်ရင်နဲ့ကိုလုပ်တဲ့အလုပ်တွေကိုကိုကပို့ပို့ပြီးချစ်လာတော့တယ်။ကျွန်တော်တို့ iPhone ဒီထွင်းတဲ့ Guru ကြီးဖြစ်တဲ့ Steve Jobs ပြောသလိုပဲကြီးကျယ်ခမ်းနားတဲ့အရာတွေကိုစလုပ်ချင်တယ်ဆိုရင်ကိုလုပ်တဲ့အလုပ်ကိုချစ်ဖို့ကအရင်အရေးကြီးတယ်လို့ပြောတာကိုမှတ်သားဖို့ပါတယ်။ တော့ကျွန်တော်တို့ကိုယ်တကယ်ချစ်တဲ့အလုပ်ကိုစိတ်နှစ်ပြီးလုပ်လာတဲ့အခါမှာစတင်ပြောင်းလဲလာတဲ့အချက်တွေတော့အများကြီးအများကြီးရှိတယ်။အဲ့ဒီထဲမှာမှကျွန်တော်က၄ချက်လောက်ကိုပဲကျွန်တော်ချစ်ရတဲ့အမျိုးနဲ့အပြန်လေးလေ့လာချင်ပါတယ်။ကျွန်တော်တို့ကိုယ်တကယ်ချစ်ပြီးတော့မှစိတ်အားထက်တဲ့အလုပ်ကိုလုပ်နေရတဲ့အခါမှာနံပါတ်၁ဘာတွေပြောင်းလဲလဲဆိုတော့အချိန်တိုင်းအချိန်တိုင်းကုံဆုံးသွားတဲ့စက္ကန့်တိုင်းမိနစ်တိုင်းကစိတ်လှုပ်ရှားစရာကောင်းစွာနဲ့ပဲကုံဆုံးနေတယ်။အဓိပ္ပာယ်ပြည့်နေတယ်ပေါ့လေနော်။နံပါတ် ကျွန်တော်တို့မှာစနေတနင်္ဂနွေအားလည်းရပိတ်ရဆိုတာကျွန်တော်တို့ရဲ့တကယ်ဘဝတူးချင်းရဲ့ဘဝအထဲမှာရှိတဲ့ပြက်ကလေးထဲမှာအဲ့ဒီအရာတွေကပါမနေဘူးရုံးပိတ်ရဆိုတာတွေမရှိတော့ဘူးသူအဆင်ပြေနေတယ်သူဒီအရာတွေကို သတိထားဖို့တော့သူမေ့နေတယ်သူစီးမျောနေတယ်လေသူချစ်တဲ့လောက်ထဲမှာအနံပါတ်3ပင်ပန်းနေဆိုတဲ့စကလုံးကလည်းသူနဲ့တိတ်မသက်ဆိုင်တော့သူချစ်ရတဲ့အလုပ်ကိုသူလုပ်နေတော့ပင်ပန်းနေဆိုတော့လည်းသူမသိတော့အနောက်တဲ့ နံပါတ်၄နောက်ဆုံးနဲ့ဖြစ်မယ်ပေါ့နော်။ဘာလဲဆိုတော့ခုနှစ်ရက်သားသမီးတွေတခါတလေအပြင်းပြင်းတခါတလေရေပစ်ရှိရှိနဲ့ပေးတဲ့စိတ်ဒုက္ခတွေကလည်းကျွန်တော်တို့လာပြီးတော့မှခလုတ်တိုက်ဖို့အတွက်ရခိုင်တော့အင်မတန်အင်မတန်နေသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာပုံမှန်ချင်တော့အရန်ကြီးလိုတာထက်ပိုပြီးဂူးဆိုင်ဖို့အချိန်သူ့မှာပေးမပေးနိုင်တော့သူ့အာယုံတွေသူဖြစ်ချင်တဲ့အရာတွေသူလုပ်နေတဲ့အရာတွေက ပန်းတိုင်တစ်ခုရှိတယ်လမ်းကြောင်းတစ်ခုရှိတယ်ဥတီချက်တစ်ခုရှိတယ်အဲ့ဒီဥတီချက်မှာသူကအာယုံဆိုင်နေတဲ့အတွက်ကြောင့်မလို့ဘေးကပယောဂတွေဘေးကအသင်းဖြင်းစကားတွေလည်းသူ့မှာနားတော်မှုအချိန်မရှိတော့အဲ့တော့ဒီအချက်၄ချက်နဲ့နည်းမနက်မျိုးတော့ဒီချက်မကရှိတယ်ပေါ့လေနော်ဒီ၄ချက်နဲ့တင်ကျွန်တော်တို့ရဲ့ဘဝကြီးကတော်တော်လေးနေပြောပါတယ်ရခဲလာတဲ့လူပြည်မှာအသက်ရှင်ရတာအရင်လေးအတိတ်ပဲရှိတယ်လို့ကျွန်တော်ကတော့ယုံကြည်မိပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာပို့ပြီး မြင်သာဖို့အတွက်လူသားဆန်တဲ့ဥပမာလေးတစ်ခုလည်းကျွန်တော်ပေးခြင်းပါတယ်ကျွန်တော်တို့အားလုံးကချစ်သက်တဲ့သဲနှလုံးရှိကြတဲ့လူသားတွေပဲဖြစ်တယ်လို့ကျွန်တော်အကြံပြန်ယုံကြည်ပါတယ်လူပြည်ကြီးအပြိုကြီးတို့ခလုတ်တက်ခြင်းမဟုတ်ပါဘူးအဲတော့ကျွန်တော်တို့ခုနပြောသလိုအားလုံးကငယ်ရအောင်ကြီးလာပါတယ်ကျွန်တော်တို့လည်းလူပြိုရွယ်တွေကျွန်တော်ဖြတ်သန်းခဲ့တယ်အခုကျွန်တော်သားသမီးတွေရဲ့အမေဖြစ်မဲ့ကောင်းမလေးချစ်ချောလေးနဲ့ကျွန်တော်အသွေးချင်းခဲတော့ကအခြေအနေလေးကိုနည်းနည်းလေးဖောက်သေချခွင့်ပြပါ အဲ့ကျွန်တော်တို့သမီးစားချင်းတွေ့တဲ့အခါမှာအချိန်တွေကကုံတော့ကုံမှန်းမသိကုံဆုံးသွားကြတယ်ဟုတ်တယ်ဟုတ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအခိုက်အတန့်တွေကိုကျွန်တော်တို့ကကြေနပ်နေတယ်အဲ့ဒီခက်တန့်တွေကိုကျွန်တော်တို့ကအရန်ချစ်ပြီးတော့မှတန်ဖိုးထားနေတဲ့အတွက်ကြောင့်ဒီအရာတွေကကုံတော့ကုံဆုံးသွားမှန်းမသိဘူးရှင်ကိုင်းလို့ကိုင်မှန်းလည်းမသိဘူးဘေးမှာကဘာကြီးပြက်နေလဲကျွတ်လို့လည်းမဆိုင်ဘူးအဲ့လိုကျွန်တော်ဖြတ်သန်းခဲ့ကြတယ်အဲ့ကျွန်တော်တို့တစ်ချိန်တည်းမှာအပြန်လန်အားပေးခြင်းတဲ့အရာတစ်ခုရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်အတွက်ဆိုရင် ယောက်မမွေးထားပြီးတဲ့သမီးချော်လေးကိုတော့ကျွန်တော်ချက်နိုင်သေးရင်ကျွန်တော်ကိုကိုကျွန်တော်လည်းချက်နိုင်ဖို့အတွက်ကျွန်တော်စူးစမ်းရပါမယ်ဆိုတဲ့အရာလေးကိုကျွန်တော်မြင်သားတယ်ဒီသတင်းစကားကိုပဲကျွန်တော်အမျိုးမျိုးလည်းကျွန်တော်မျှဝေခြင်းပါတယ်ကိုကိုကိုလည်းချက်ပါကိုလှုပ်ချင်တဲ့အရာကိုလည်းလှုပ်ပါကျွန်တော်တို့လူသားတွေပါ ဖြစ်တင်တာနဲ့ဖြစ်ချင်တာနှစ်ခုရှိပါတယ် work life balance လို့လည်းကျွန်တော်နားလည်လို့ရတယ်ဒီနေရာမှာကျွန်တော်နေတဲ့လူသားဆန်ဆန်ကိုဖြစ်ချင်တဲ့ဟောင်းနည်းနည်းလေးပို့ပြီးအလေးခိုးပြီးလှုပ်လိုက်ပါ ဒါမှကျွန်တော်တို့ပို့ပြီးနေပြောလဲပေါ့ရမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ရင်ねဒီတင်းစကားကိုလည်းကျွန်တော်ချရတဲ့အမျိုးမျိုးမျိုးတွေကိုမျှော်ဝေပေးချင်ပါတယ်။နောက်ပြီးတော့ဒီနေရာမှာကျွန်တော်တို့အရန်လေးစားချက်ခင်ရတဲ့မြန်မာပြည်အဆိုတော်ကြီးစခုဆုံးမတော်ကြီးဖြစ်တဲ့ဥဆိုင်ကြီးဆိုင်ရဲ့တချင်းစာသားလေးတစ်ချောင်းတော့ကျွန်တော်တတိရပါတယ်။ဘာလဲဆိုတော့ဂျာဗူရီရီရှိမဲ့တဲ့အချစ်တတ်တဖန်မွေးဖွားခဲ့ပြီဆိုတဲ့စာချောင်းလေးတစ်ချောင်းပေါ့လေနော်။အဲ့တော့ကျွန်တော်တို့အားလုံးကလူသားတွေပါ လူမှုဒုက္ခတွေရှိသလို ူမှုရေးတွေနဲ့ကျွန်တော်တို့ကျင်လည်ရပါတယ်။ကြိုက်ကြိုက်မကြိုက်ကြိုက်လှုပ်ချင်ချင်မလှုပ်ချင်ချင်လှုပ်ရပါတယ်။အဲ့ဒီချိန်မှာအပြင်လောကမှာရှိတဲ့ကျွန်တော်တို့ရဲ့လူမှုရေးကိစ္စတွေလည်းကျွန်တော်အာရုံစိုက်သလိုတစ်ဖက်မှာလည်းကိုကိုကိုစစ်မှန်သောရှာဖွေသိရှိခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာကိုကိုကို ပြန်ပြီးတော့မှချစ်တဲ့အချက်ကိုလည်းအတိတ်တဖန်မွေးဖွားစီခြင်းပါတယ်။ဒါမှလည်းကျွန်တော်လူဘဝကနေပျော်ပါတယ်။အဓိပ္ပာယ်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့ဆက်ပြီးလှုပ်ရှားနေလို့ရမှာပါ။မဟုတ်ရင်တော့ကျွန်တော်တို့ ရှင်လက်နဲ့တည်နေတဲ့ဘဝတွေမှာအများကြီးပါအဲ့ခံစားချက်ကိုကျွန်တော်ကိုယ်တိုင်လည်းမလိုချင်သလိုကျွန်တော်အမျိုးမျိုးလည်းမရစီချင်ပါဘူးယူလည်းမယူချင်ပါနဲ့သိကောင်းတဲ့ခံစားချက်မှမဟုတ်ပဲလေနော်အဲ့တော့ကျွန်တော်အားလုံးပဲကိုကိုကိုလည်းချစ်တတ်အောင်သင်ယူရအောင်ကိုကိုကိုတကယ်ချစ်ဖို့ဆိုတာကကိုဘဒူလဲဆိုတာကိုရှောက်ဖွေသူရှိမှဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ကိုကိုကိုလည်းချစ်တတ်အောင်လေးလာသင်ယူနိုင်မှုအတွက်အချင်းနေပေးပါစေလို့ကျွန်တော်ချရတဲ့အမျိုးတွေတော့လည်းဆူတောင်းပေးခြင်းပါတယ်အဲ့တော့ကျွန်တော်အဆုံးသက်ချုပ်နေနဲ့ ငွေဘွားအရာတွေကသင်ခန်းစာတွေပါအတိတ်တွေပါအတိတ်တွေကိုအတိတ်မှာထားခဲ့တာမှန်ပေမဲ့ဒီတိုင်းတော့ကျွန်တော်မထားခဲ့သင့်ဘူးပေါ့လေနော်ကျွန်တော်လေ့လာစရာသင်ယူစရာဒီစုံတရားယူခဲ့ပြီးတော့မှပဲကျွန်တော်တို့အတိတ်ကိုလှလှပပလေးကျွန်တော်တို့ထားခဲ့ဖို့ပဲကျွန်တော်ကအားပေးခြင်းနဲ့အဲ့တော့အတိတ်ကနေလည်းကျွန်တော်လေ့လာရအောင်အဲ့တော့ခုနပြောတဲ့ကလေးဘွားအတိတ်မှာသူတို့ပုံနဲ့ကျွန်တော်စော့ခဲ့ကြတယ်တကယ်ဒီနေ့အရွယ်ရောက်ပြီးသားကျွန်တော်တို့ဒီအရွယ်လေးတွေမှာဟော ကျွန်တော်တို့ကိုကိုကိုရှာပွေသိရှိဖို့အတွက်တဘာသူတော့ကျွန်တော်တို့သူတူကုန်းထဲမှာတွေ့လိုက်တယ်ဒါပေမဲ့ကိုကိုကိုလမ်းပြောင်းနေတော့မယ်လားနော်ဗမာဆောင်းလို့ပဲကိုဟိုဟာလှုပ်ချင်သလိုဒီဟာလှုပ်ချင်သလိုညာဖြစ်နေသေးသလားပေါ့လေနော်အားကြောင့်မလို့ကျွန်တော်ချရတဲ့အမျိုးတွေကိုဒီသတင်းစကားလေးတစ်ခုတည်းနဲ့သူတူပုံတန်းမှာလဲကိုဘဝကို ပြန်နဲ့ရှာဖွေသိရှိကြပါစီဆိုတဲ့အကြံပြုရင်စုမုံကောင်းတောင်းရင်လည်းအဆုံးသတ်ခွင့်ပြုပါအားလုံးပဲကောင်းသောနေပါမျိုးတွေအားလုံးလည်းအဆင်ပြေကြပါစီခင်ဗျာ